စိတ်ကြည်နူးနေတဲ့အချိန်မှာကောင်းတာကိုပဲမျှော်လင့်နိုင်တယ်စိတ်ညှဉ်းနှွမ်းနေပြီဆိုရင်မကောင်းတဲ့အနေအထားမျိုးကိုမျှော်လင့်ရမှာဖြစ်တယ်လို့စိတ်နဲ့ပတ်သက်ပြီးတော့အရေးတကြီးဟောထားတာဖြစ်တယ်အဲ့တော့စိတ်အကြောင်းကိုဟောသည့်အတွက်ကြောင့်ရုပ်ကိုအတိမတ်မပြုဘူးလို့ဒီလိုအသေးပဲမရဘူးစိတ်နဲ့ရုပ်လူရဲ့ခန္ဓာကိုယ်မှာဆိုတော့ mind နဲ့ body လူရဲ့စိတ်နဲ့အတိစိတ်နဲ့ခန္ဓာကိုယ်ကြီးနှစ်ခုဟာပေါင်းစပ်ထားတာမှန်တယ်ပေါင်းစပ်ထားသည့်အတွက်ကြောင့် ရုပ်အခြေအနေကအဓိကကြသလားစိတ်အခြေအနေကအဓိကကြသလားဆိုပါစို့လောကမှာလူတွေဟာနေ့စဉ်ပြင်ဆင်နေကြတာဘာကိုပြင်ဆင်နေကြသလဲဆိုရင်ရုပ်ကိုပဲပြင်ဆင်နေကြတာမလှလှအောင်ရုပ်ကိုပြင်ဆင်နေတာအဝဇ္ဇတွေဝတ်ကြတယ်လက်ပအောင်ခြေလှဲကြတယ်အားလုံးဟာရုပ်ကိုပဲပြင်ဆင်နေကြတာဖြစ်တယ်အဲ့ဒီရုပ်ပြင်ဆင်မှုရဲ့တန်ဖိုးကဘယ်ထိသွားနိုင်သလဲ စဉ်းစားကြည့်ပေါ့။ဒီယုတ်ကြီးဟာပြင်းရင်ပြင်းရင်နဲ့တဖြည်းဖြည်းတော့အိုးနေတာပဲ။ချက်ချင်းကြီးတော့အိုးသွားတာမဟုတ်သည့်အတွက်ကြောင့်ဒီပြင်လို့မဆုံးအောင်ပြုပြင်နေကြတော့မှရှိသေးတယ်။